နိုင်ငံကြီးကြသွားပြီ သာသနာကြီးကြသွားပြီဘာဖြစ်လို့ကြသွားသိတယ်တိုင်းလူပြည်သားတွေစိတ်မအေးဘူးဘာလို့မအေးလဲဆိုတာသိတယ်ဘာဖြစ်လို့တော့အကျဉ်းစာရိတ္တတွေအကုန်လုံးပြက်ကုန်ကြတယ်အကျဉ်းစာရိတ္တတွေအကုန်လုံးပြက်တာခုမှပြက်တာမဟုတ်ဘူးဟိုစစ်အတွင်းကစပြီးတော့ပြက်တဲ့ဥစ္စာ ကောင်းနုံနုံကောင်းနုံနုံတွေလာခဲ့တာယခုလူတွေရဲ့စာရိတ္တတွေအမတန်ကြီးညော့သွားပြီး အမတန်ကြီးရော့သွားလို့လူတွေစိတ်ချမ်းသာကိုချမ်းသာများဖြစ်ကြရဲ့လားလို့ဆိုတော့အုတ်ချုပ်တဲ့အစိုးရလည်းစိတ်မချမ်းသာဘူးအုတ်ချုပ်ကံတိုင်းသူပြည်သားလည်းစိတ်မချမ်းသာဘူးသိတယ်ဘုန်းကြီးကသိတယ်ဘာဖြစ်လို့လဲကိုချင်းတွေအကုန်လုံးပြတ်သွားပြီလေသိတယ်နောက်လည်းချမ်းသာဖို့ဆိုတဲ့ဥစ္စာကိုချင်းပဲပြန်ဆဲရမှာပဲသာသနာတော်ကြီးလည်းပဲဆုတ်သွားပြီဆုတ်သွားပြီသိတယ်ယခုအရင်သက်ပါဆုတ်သွားပြီသိတယ်ဘာဖြစ်လို့အကျဉ်းစာရိတ္တဆိုတဲ့ဝီဒီကိုကရုမမဆိုင်ဖဲနဲ့ကရုမဆိုင်ရင်ခု အကျင့်စာရိတ္တကိုသူတို့မဆိုင်လို့လူတွေလည်းအဲကြာဆင်းသွားတယ်အကျင့်ကကြာဆင်းသွားတော့စိတ်ဆင်းရဲနေကြတယ်တချို့စည်းဝါဥစ္စာတွေရပေးမယ်လို့စိတ်ကမကြည်ပါဘူးမအေးပါဘူးသာသနာတော်မလဲပဲဘုံတွေပါတယ်ကံတွေပါတယ်ကြီးပါတယ်လို့ဆိုပေးမယ်အဲ့ဒီဘုံကြီးတွေစိတ်မချမ်းသာပါဘူးစိတ်မချမ်းသာရုံသာမကဘူးတေတော့လည်းပဲအသေးမကောင်းနိုင်ပါဘူးမကောင်းဘူးဆိုတာကိုလည်းဘုံကြီးမှအဲဒီကြားနေပါပြီမကြားလည်းဘုံကြီးကသိပါတယ်လေဘာဖြစ်လို့ တရားကမလွဲမှာမလွဲပဲနဲ့အဲဒါဂတိမကောင်းနိုင်ပါဘူးလို့ဒီပုံကြီးတွေကပြီးတော့ဒီเจ้าကရှော့ပေးလို့မဖြစ်ဘူးတိကိုတိနေတယ်တောင်တရားသဘောကိုတိနေတာဖြစ်လို့မဟုတ်ဝိနည်းကိုကျင့်ကြပါဓမ္မသုစရိုက်တရားအမြတ်ဆယ်ပါးဒီဓမ္မစာရိန်တရားကိုကျင့်လေရှိသောပုဂ္ဂိုလ်ကိုတက္ကတိပြန်၍ဆောင်ရှောက်ဤသူစိန်သော ကောင်းစွာအသင်္တရာဖွင့်၍ပြုကျင့်အပ်သော သူစရိုက်တရားမြတ်ဆယ်ပါသည်ဒုက္ခံလူလူချမ်းသာနတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတန်အောင်သုံးနံသောချမ်းသာကိုတမောသူစိန်သောသူကအာဝဟတိရွက်ဆောင်နိုင်ပါပေတည်းတည်းဒီတရားကဒီတိုင်းဟောတယ်လက်တွေ့ဒီတိုင်းဟောနေတယ်လေဒါကိုဘာဖြစ်လို့မလုပ်ကြဘူးလဲတရားတရားမရှိယုံကြည်မှုတရားတရားပိုင်ပိုင်ကြီးမရှိဘူးဘုန်းကြီးကဒီဖရာကိုပိုင်ပိုင်ကြီးယုံကြည်တယ်လေ တပြင်ပုဂ္ဂိုလ်တွေကတော့မယုံကြည်ဘူးလားလို့ဆိုတော့လုပ်ပုံကံပုံကြည့်ရတဲ့ဥစ္စာယုံကြည်မှုနဲ့တယ်လို့ကိုယ်ထင်တယ်။အဲဘုန်းကြီးကဗုဒ္ဓမြတ်စွာရဲ့တရားတော်ကိုလုံးဝယုံကြည်တယ်လေ။ဒီဘဝအကျိုးမပေးလည်းပဲကျင့်မှာပဲ။အဲကိုတော်တို့ဝိနည်းသာကျင့်နေတယ်ကိုတော်တို့တော့၆တွေ့တွေ့ကြည့်ပါလားဆို၆ချက်၆တွေ့ပြီကျင့်မှာပဲ။ဟုတ်တယ်လို့တရားရဲ့သဘာဝကိုဘုန်းကြီးနားလည်နေတယ်လေ။ဒီတော့ကိုဗုဒ္ဓဓမ္မယုံကြည်တယ် ယုံကြည်ရတဲ့ဒီအရာဝတ္ထုကမှန်မှတရားမှန်နဲ့နော်ယုံကြည်ခံရတဲ့အရာဝတ္ထုကမှားနေလို့ရှိရင်နှုတ်ကတရားတရားလို့ပြောပေမဲ့တရားအစစ်မဟုတ်ပါဘူး